အဲ့တော့ဆရာတို့ဒီနေ့ session မှာကဒီ P ရဲ့ A ရဲ့ကျူရမ်းမှတ်သုံးမှတ်ပေးတာမယ် P ရဲ့ x1 y1 z1 A က ABC Q က x2 y2 z2 ပေါ့အဲ့ဒီမှာဆရာတို့ကဘာကိုရှာမလို့ဆိုတော့အဲ့ဒီဂျားကတော့ angle PAQ ဆိုရက်ဒီဓာတ် A ကိုဘာလို့မလဲရှာเนาะအဲ့ဒါကိုဘယ်လိုရှာမလဲဘယ်လိုပုံစံရလဲဆိုတော့စဉ်းစားပါဦး အရင်ဆုံးကျတော့ AB ရင်ရှားလိုက်မယ်။ဘာရဲ့ AB လဲ? Directive value of AB Directive value ဆိုတော့ရှားဘယ်လိုလောက်ရလဲ?အနောက်တွေကနေအရှေ့ကိုနှောက်ရတယ်။သဘောထား P ရဲ့တန်ဖိုးကနေ A ရဲ့တန်ဖိုးနှောက်ရတယ်။ P က x1 A မှာက A ဒါကြောင့်ပြလဲ x1 - a အလဲချင်းတော့ y1 - b အနောက်ချင်းတော့ z1 - c အဲ့ဒါက AB ရဲ့ directive value relative value မလို့ရေးရင်သတိထားပါ angle bracket နဲ့ရေးရအောင် relative value က a ကျူဘာတွေကဘာနှုတ်ကျူတွေကနေ a ကိုနှုတ်ပြောမယ် x2 minus a y2 minus b z2 minus c ပြီးရင်သူဓာတ်ခွင်နဲ့ထည့်အဲတင်ငေသားအနေနဲ့တော့ relative value က a ပြူကြတော့ l1 m1 n1 လို့ယူမယ် relative value က a ကျူကြတော့ a2 m2 n2 လို့ယူစတာပုံမှန်လေးစောက်ပေးတာ P2 ရဲ့ directive value ကြတော့ A3 M3 N3 လို့ယူမယ်။ဒါ P2 ဆိုပိုင်ရမယ်။နားရရှင်းတော့ပါ H2 H1 Y2 Y1 Z2 Z1 နော်။အဲအဲ့ဒီမှာဆရာတော်ကအစားသွင်းလိုက်တာ။အဲ့တော့ H2 S or H2 H1 ဆိုတာဘာလို့လဲရေးလိုက်ရလဲ။ A2 A1 လို့လည်းရေးလိုက်ရ။ဒီမှာဆရာနှုတ်ကြည့်လေ။ A2 တွေက A1 တော့ဘာကြည့်ွားလဲဘာကြည့်ွားမလဲ A မကြည့်ွားဘူးလား A ကျင်ဘာပဲရမယ် A2 H1 M2 N1 ဆိုမှာ M2 N1 တော့ M2 က y 2 b m 1က y 1 b နောက်လာတော့ဘာကြည့်ွားလဲ b ကြည့်ွားတော့မလို့ဘာရလဲ y 2 y 1ဒါကြောင့်မို့ y 2 y 1ကဘာနဲ့လဲတူတယ် m 2 n 1နဲ့တူတယ်အစားရှိတွေပြောပေါ့နော်ဇက်မဆိုလဲဇက်2 z 1ကဘာနဲ့တူမလဲ n 2 n 1နဲ့တူတယ် ဟုတ်မယ်နော်အဲ့တော့ဆရာ directive value 3ခုရှာလိုက်တယ်ဆိုင်ပြီးတော့တို့ဆရာနှစ်ထပ်တင်တယ် ab square aq square - pq square ဒါတွေကဘာကြောင့်လုပ်လို့ဆိုတာပြီးပြောပြမှာနော်အဓိကဆရာဒီမှာနောက်အောက်ပြောလိုက်မယ်နော်အဓိကဘာကြောင့်ဒါတွေရှာလို့ဆိုတာဒီမှာဒီပုံစံကြီးကိုသိရအောင်ဒါ log cosine လို့ခေါ်ရယ်နော် log cosine မှာဆရာတို့ကနှစ်မျိုးရှိတယ် တိကန် ABC ဆိုပြီးတော့အရင်အလွယ်ပြောလာမယ်ရှာတော့အဲ့တော့ ABC ဆိုတဲ့တိကန်မှာ A ရဲ့မျက်နှာကြည့်တဲ့အနာက small a B ရဲ့မျက်နှာစာနာက small b C ရဲ့မျက်နှာကြည့်တဲ့အနာက small c A ရဲ့ဇာတ်က alpha B က beta C ရာဂါမာလို့ရှာတော့ယူဆပြီးတော့ log cosine ရှာတက်ထောက်ခဲ့ပါဘူးအဲ့တော့သူရဲ့ပုံစံကဘယ်လိုရှိလဲဆိုရင်အရင်ဆုံးရှာအနာတွေလိုချင်လို့ရှိရင် a square equal to နော်ကြံနာတစ်ခုနှစ်သက်တင်ပါ a square equal to b square c square minus အဲ့ဒီနှစ်ခုရဲ့မြောက်ချင်းနဲ့စောက်နှုတ်ရတယ် 2bc ပြီးရင် cos အကျိုးခေါ်ရတယ် cos ဘယ်သားယူလဲဆိုဒီ a ဆိုတဲ့အနိုင်မျက်နှာကြည့်တဲ့တော့ f r ယူတယ်ဟာ f r လို့ယူတာနော်အဲ့ဒါ log cosine လို့ခေါ်တယ်အဲ့သူကဖြစ်နေချင်း၃မျိုးရမယ်လေကြတော့ a square ရသလိုပါလေရ b square နေဆိုရင် b square c square 2ac into cos beta c square equal to a square plus b square minus 2ab into 2ab into cos gamma အဲပြောလို့ရှိရင်ဒီပုံဒီနည်းကြတော့ဘယ်လိုအခြေအနေမှာဆရာတို့တွက်လဲဆိုရင်ဒါ နာထာနာလုံးမှာတာခဲ့တယ်ဆိုတော့ဖြစ်တယ်နှစ်နာနဲ့ဂျာတော့ဂျာတော့ဆိုရဲပေးချက်တာပေးတာလို့ရှိရင်ဒီပုံစံကြီးကတွတ်ရင်လိုချင်တဲ့အဖြစ်ကိုရအောင်အခုကဂျာတော့ဒီပုံစံကြီးကိုပြန်ပြီးတော့ရွှေ့မှာဂျာတော့ဘာလို့လဲပုံစံမှာအနာသုံးနာပေးတာလို့ပြီးစမယ်အဲ့ဒီဟာသူ့ရဲ့ဆရာတော့ဒါကိုရှာအောင်နော်အဲ့တော့ဘာကိုပြန်ရှာလို့ဆိုတော့ဒီ cos alpha cos beta cos gamma ဆရာပြန်ပြီးတော့နေရာရွှေ့လိုက်တာအဲ့တော့ရွှေ့ရင်ဘယ်လိုရွှေ့မလဲဒီတစ်ခုလောကဒီမှာမလောက်နော် ီမှာဒီတစ်ခုလုံးပြောတာနှောက်ပါနှောက်နေလားဘောပေါသွားရင်ပေါင်းပေါင်းနေ a square ပါလေပြန်လို့ a square ကလာပြန်လာပြန်နှောက်နေရာချင်းလိုက်တော့ဘောတော့ဘောက तू ကဒီဘက်လာပေါင်းနေ a square ဒီဘက်လာနှောက်အဲဆိုရင် तू a 2b c cos ever ဟိုဘက်မရပါလား a square ဒီဘက်လာပဲပါပြီနှောက်ပါပြီဒါဆိုဘာရအောင်မလဲ b square c square a square 2b စီကဘာလုံး f ကိုဘာနဲ့ဘာလုံးဟိုဘက်ပြန်သွားဘာလုံး တားဆိုတာအမဘာလို့ရှိရမလဲ 2bc ပြောအောင်ဟုတ်မနော်အဲ့တော့ပြန်ပြောလို့ရှိရင် cos ပါလို့ချင်း a square ကပါလောက်မယ်လက်နှုတ်ပြီးတော့ 2bc ကလက်စားလိုက်မယ်အဲ့တော့ပုံစံနည်းပြလို့ပြရမလဲ cos a y equal to uh sorry b square c square a square by 2bc ဆိုပြီးဖြစ်သွားတယ်အဲ့လိုပဲ cos beta ကိုလို့ချင်းရင် a square plus c square minus b square by 2ac ဆိုပြီးဖြစ်သွားမယ် cos gamma ကိုလိုချင်ရင် a square plus b square minus c square by 2ab ဆိုပြီးဖြစ်သွားတယ်အဲ့တော့ဒီ law ကြတော့ဆရာတော့ဘယ်အခြေအနေမှာသုံးလို့ဆိုတော့အနားသုံးနာပေးတာရင်ဆရာတော့ဒီ cos ဒါကိုဆရာတော့ပုံစံဒီသုံးတယ်အခုဆရာသုံးတာဒီဘက်ပုံစံဒီသုံးလိုက် ဒါလောပါလေကိုစားလောကုစားမှာနှစ်မျိုးစားလို့စားလို့ရတာပေါ့နော်နှစ်နာနဲ့ကြာတော့ပြီးတနီတော့နေအကဲအနာသုံးနာပြရပြီးဓာတ်ရှာခြင်းဒီနည်းနဲ့တွက်ပြီးတုံးပြီးတော့တွက်အခုရှာလို့တော့မှာဒီဘက်နီကိုပြောတာအဲဘလို့ရှာလဲဥမာရှာတော့ alpha လိုချင်လို့ရှိရင်တဲ့ alpha ရဲ့မျက်နှာချင်းစံအနာပြီးတဲ့ b square အနာကနေနှုတ်ပါတယ်ကြံနာတစ်ခု20တင်ပါအောင် alpha ဆိုတဲ့ဓာတ်လိုချင်ပါအောင်20တင်ပါသူရဲ့မျက်နှာချင်းစံအနာ a ကို20တင်မပါအောင်တော့ဘယ်သူ20တင်ပါလဲ b နဲ့ c ကို20တင်ပါအောင်ဆိုဘာရလဲ b square c square ပြီးရင်သူ့ရဲ့မျက်နှာစီစံအနားရဲ့နှစ်ထပ်နဲ့ဘာလို့လဲနှောက်ပြီးတော့မှဘာနဲ့ပြန်စားသူ့ရဲ့ကြံအနားတစ်ခုကိုမြှောက်ခြင်းနဲ့စားနဲ့ပြန်ပြီးတော့စားပေးရအဲအဲ့လိုရှားတော့ပြရအခုရှားတော့ဘယ်သူရှား angle BAQ ဆိုတဲ့တအားရှားခြင်း cos angle BAQ ဒီနေရာလေးပြောတာဒါကသူ့ရဲ့မျက်နှာစီစံအနားမျက်နှာစီစံအနားနဲ့တင်ပါလားအရင်ဟုတ်ဘူးနော်ဘာအောင်နဲ့တင်ပါသူ့ရဲ့ ဘေးကကြံအနားတစ်ခုကိုနှစ်ထပ်တင်ပြီးပေါင်းမယ်အဲ့တော့ဘာစကွဲပလတ်ဘာစကွဲ AB square plus AQ square ဒါကြောင့်မို့ဒီမှာကြီးရတယ် AB square plus ပြီးတော့မှမျက်နှာချင်းစာအနားကိုနှစ်ထပ်တင်ပြီးနှုတ်တော့ minus PQ square ပြီးဘာနဲ့ပြန်စား ကြံအနားရဲ့မြောက်ချင်းစာနဲ့ပြန်စားတော့ 2AB into AQ အဲ့တော့ဆရာတော်အခုရှာနေတဲ့ပုံစံကြီးဒါကိုရှာနေတာလေအဓိက angle PAQ ရှာခြင်းမှာတော့ဒီ လောကိုဆိုင်ရာဒါတွေဆရာတို့ကြိုသိဖို့လိုတယ်။ဒါကြောင့်ဆရာတို့ဘာတွေကြိုရှာတာလဲ AB2 AQ2 PQ2 ကိုဆရာတို့ဒါကြောင့်မရှာလိုက်တယ်နော်။ဟုတ်ပြီဒါဆိုရင် AB2 ကိုဆရာတို့ရှာတယ်။ AB2 ကဘာနဲ့တူလဲတဲ့။ AB2 ကဘာနဲ့တူလဲ L A1 square plus အဲ L1 square plus M1 square plus M1 square မူရင်းရတယ်လို့ရှိတယ်လေ။ AB လိုချင်ရှားတာသူ့ရဲ့ဒီတမိုးလိုချင်ရှားအရှိတော်သိခဲ့တယ် distance formula က square root ကဘာနဲ့တူလဲဆိုရင် L1 square plus M1 square plus N1 square ပြောချင်တာကအလျားတစ်ခုပေါ့နော်ဒီမြင်းပိုင်းတစ်ခုရဲ့အလျားလိုချင်ဒါ distance formula ရှားပြီး root တင်နှစ်ထပ်တင်ပေါင်းနဲ့ရှားလိုက်ရတယ်အဲ့ဒီမှာဘယ်သူနှစ်ထပ်တင်တာလဲဆိုရင်ဒါ derivative value တွေကို root တင်ပြီးတော့နှစ်ထပ်တင်ပေါင်းလိုက်ရင်ဘာရမလဲအဲ့ဒီမြင်းကြောင်ရဲ့ distance ကိုရတယ် ဒါကအိပ်ပြီးတော့အဲ့ဒါဆိုရှာဘယ်သူသွက်လဲအေဂျူသက်ဆိုပါလို့ဖြစ်မယ်ဘာလို့ root in နဲ့ဆက်တင်ပါမယ်သူရဲ့ directive value ကို root in နဲ့ဆက်တင်ပါတော့ဆိုတော့ဘာရအဲအဲ2 square plus and 2 square plus and 2 square ဆိုပြီးမရဘူးဒါ AGU at this that နောက်တော့ဘာရ this that APGU at this that နော် PGU at this that ချက်မြည်တော့ဘာရ PGU at this that ဆို square root ကဘာဖြစ်မလဲ a2 minus a1 those square plus m2 minus m1 those square plus m2 minus m1 those square square root မပါဘူးလားဒါမှမဟုတ်ဆရာလို့ကျင်တော့ပါကြီးလေနှစ်ထပ်လို့ကျင်တာရေဒါကြောင့်မို့သူနှစ်ထပ်ပြန်မတင်လားနှစ်ထပ်တင်တော့ပါပြောက်ပေါ့ root ပြန်ပြောက်သွားတယ်ဒါကြောင့်မို့ဆရာတော့ပါပဲကျန်တော့လား ap square ဆိုပါရမယ် a1 square plus m1 square plus m1 square a2 square ဆိုရင် a 2 square plus m 2 square plus n 2 square ရုပ်ပြောက်သွားဟုတ်ပြီ p 2 square ဆိုရင်ခဏဆက်ပဲလို့သူ့ရဲ့ directive value ဓာတ်တွေကိုသက်သက်တင်ပြီးတော့ပါရမယ်လေအဲ့တော့ပါရမယ် a 2 minus a 1 those square အမှန်မှပါလဲ plus เนาะ plus ပဲထည့်ပြောလာမယ်เนาะ a 2 minus a 1 those square plus m 2 minus m 1 those square plus n 2 minus n 1 those square ဒါမှအရှိရပါရှိလဲ minus ရှိလို့သူ့ရဲ့အလျားရှိတာ plus ကြီးပါပြောရတယ် minus တခါတည်းပြောင်းလိုက်เนาะအဲ့ဒီခါမှာဆရာတို့ဘာတွေကြည်ွားလဲဆိုတော့ဒီကောင်ကြီးဆရာတို့ဖြန့်ထုတ်လိုက်တယ်เนาะဒါတခုလားဆရာပြန်ပြောဒါအကောင်လုံးလိုက်မရှင်းနေတော့ဒါကိုဆရာတို့ဖြန့်ထုတ်လိုက်ဘာရမလဲပြောရှေ့ကိန်းဖြန့်မလို့လို့ဖြန့်လိုက်မယ်เนาะဒါသိအောင်လို့ရှင်းပြပေးဖို့လို့ရှေ့ကိန်းနဲ့တက်ဆိုတော့အဲ့သူတကွယ်အနှုံမလို့နှုတ် တင်းနောက်မြောက်ခြင်းနဲ့စသို့ပါရမယ်တူအဲတူအဲဝါအရှိကအနှုတ်နော်တခါတည်းပြောင်းမနော်အရှိမဘာသက်ရှိလဲနော်အနှုတ်ရှိတော့အနှုတ်ပါပြောရလားအပေါင်းပြောရမယ်ပြီးတော့မှအနောက်နှစ်သက်ဆိုတော့ plus a1 စကွဲအရှိမဘာရှိလဲအဲ့တော့ပြလဲနော် minus a1 စကွဲပြောဒီဟာလည်းအဲ့လိုပဲသွားအောင်ပြောကြည့် minus and 2 square အမမ minus အရှိကနောက်ရှိတော့ plus ညောက်ချင်းနဲ့စ 2m 2m 1 minus အမမ plus ဒီညာလေးကြာမအောင်ပြင်ပြလိုက်မယ်နော်ဒီမှာပါပြရမယ် plus က minus ပြအောင်မယ်အဲ့ဒါဆိုဘာစွဲရမယ် minus အနောက်နှစ်ချက်ဆိုတော့စွဲ m1 စကွဲဒီသာလဲအဲ့လိုပြရမယ် minus အရှိကင်းနဲ့သာ m2 စကွဲအမမတော့ minus အရှိအနုံရှိတော့ plus 2 m2 m1 အမမ plus အရှိက နှုတ်ရှိတော့ minus n1 ဆိုတော့အဲ့တော့ဘာပြောရလဲဆိုတော့ကြည့်ပါရဲဒီမှာ a1 square ဒီမှာ minus a1 square m1 square minus m1 square n1 square ဟုတ်နောက်ဆုံး a1 square plus a2 square minus a2 square plus m2 square minus m2 square plus n2 square minus n2 square အကုန်ကြည့်ပါအဲ့တော့ဘာကျန်လဲ 2a2a1 plus 2m2 m1 plus 2n2 m1 ကျန်အဲ့တော့ဘာတူလဲတူတူတော့တူပါလို့လိုက်လဲပေါင်းထုတ်လိုက်အဲကြောင့်ပြောချင်တာကဒီ ab square plus a2 square minus b2 square ဒီဘာနဲ့တူလဲ2 into a2 sorry a1 a1 a2 plus m1 m2 plus n1 n2 နဲ့တူတယ် ဒါကြောင့်မို့ဆရာဒီ those ကနေမှာဒီ ab square plus ag square minus bg square နေမှာဒါကြီးကိုထည့်လို့မရလားရပါတယ်ရမယ်เนาะအဲ့ဒါမှအရင်တစ်ခါကြီးလိုက်မယ်เนาะအဲ့နာမဟုတ်ပါမှာလို့ဆရာပြမယ်ဒီမှာဘယ်လိုရေးမပြော ab square minus ag square minus bg square နေမှာဘာရေးလို့ရလဲ2 into a1 a2 plus m1 m2 plus a1 a2 by ဒါတော့ဘာဖြစ်မှာလဲ အာကရှာတော့ဘာရအောင် AB ရပါနဲ့တူတယ်ပြောတာဘီနာမဆာရေးပြတာသိလားဒီမှာလေ AB ရ square root ကဒီမှာသိလား AB ရ square root of A1 square ရှင်းမှာ2ရှိတယ် square root of A1 square plus M1 square plus M1 square into AG ရ square root of A2 square plus M2 square plus M2 အဲ့တော့ဘာကြည့်သွားမလဲ2နဲ့2ကြည့်သွားမလား အဲ့တော့ဆရာတို့ဘာဖြစ်လို့လဲဒါဒီ cos angle pa formula ပဲအလွယ်ပြောရင်ဆရာတို့ဘာလုပ်ရလဲမြင်းကြောင့်ဆရာ angle pa ဆိုရင်ဘယ်သူနဲ့ဘယ်သူရဲ့ directive ဒီလိုပေးတာနော်ဒီတော့ရှားခြင်းဘာရားလဲ ap ဆိုတဲ့ directive value နဲ့ aq ဆိုတဲ့ directive value နှစ်ခုဘာလုပ်မလဲရှားမယ်ဆိုင်အဲ့ဒါကိုပရမတ်ခု l1 m1 n1 လို့ယူမယ်ဒုတိယအမြင်ကြောင့် a2 m2 n2 လို့ယူလိုက် အဲပြီးရင်သူရဲ့ cost angle ပြီးရင်ဂျူရှာလေးရပြီအပေါ်ပိုင်းမှာဘာလို့သူရဲ့ directive value တွေဘာလို့မလဲမြောက်ပြီးတော့ပေါင်းမယ်မြောက်ပြီးပေါင်းမယ်လို့မှတ်ပေါ့ဘာလဲမှာမြောက် a1 a2 m1 m2 l1 l2 အဲ့ဒါဘာလို့လိုက်ပေါင်းလိုက်ဒါပိုင်းမှာကမြောက်ပြီးပေါင်းမယ်သူရဲ့ directive value တွေပိုင်းချင်းမှာဆရာတော့ဘာလို့မလဲသူရဲ့တန်ဖိုးတွေ root in နှစ်သက်တင်ပေါင်း root in of square root ကနှစ်သက်တင်ပေါင်းတဲ့ a1 square plus အဲ m1 square plus m1 square ညောင်းမယ် square root က a2 square plus m2 square plus n2 square ဒီပုံစံนี้เนาะအဲ့ဒါကိုဆရာတော်သိအောင်အဲ့တော့ဒါပါအောင်ဆရာရဲ့ပုံစံนี้ cos angle pa2 ဆရာရဲ့ပုံစံนี้ပဲအဲ့ဆရာဒီဘက်မှာလည်းပြန်ပြရပါတယ်နောက်ဆရာဒီမှာအစားသွင်းလိုက်ပြီเนาะအဲဒီမှာဆရာဘာအားအားနဲ့ဘာ2နဲ့2ဘာပြရမလဲကြည့်ရအောင်မယ် ap ညာမှာဆရာတော့ဗားတဲ့လဲ square root က a1 square plus m1 square plus m1 square a2 ညာမှာက square root of a to square plus m to square plus n to square ဒါပါဆရာပုံစံဒီပဲ cos angle p a q ဆရာပုံစံဒီပဲအဲအဲ့ဒီအနေမှာဆရာ angle p a q ပဲလို့ချင်း cos ကဟိုဘက်သွားရင်ပါပြပါပြီ cos inverse ပြရမှာပေါ့အဲကူတာမှာ cos inverse ဆိုပြီးနှိမ့်လိုက်ရင်တော့သူ angle p a q ဘယ်လောက်တည်ကြီးဆိုပြီးဆရာရအောင်အဲ့တော့အလွယ်မဲ့ဆရာဘာလို့ပိုင်းမှာဘာလို့မလဲ derivative value တွေကိုဘာလို့ပြီးပေါင်းမြှောက်ပြီးတော့ပေါင်းပိုင်းကြည့်မှာ root 3နှစ်သက်3ပေါင်း အဲအဲ့ဒီတံပိုးနှစ်ခုပါလုပ်ပြရမယ်ညှောက်ပြရဒါဆိုဒီလိုကျင်တဲ့သွားဆန်ငယ်ပြေကျူရအဲ့တော့အပေါ်ကပိုင်းဝေးတံပိုးဘာဖြစ်ခဲ့မယ်အဲ0နဲ့ညီခဲ့မယ်ဆိုရင်ဒီကောင်ကြီးတစ်ခုလုံး0ပြင်ဒီအားအားဆိုင်လဲဘလောက်ပဲရအောင်အဲပိုင်းဝေး0မှာတော့အားကဖြစ်ကြံပြီးစားလိုက်ဘလောက်ပဲရမယ် cost တံပိုး0ကဘလောက်တိကီလိုသိရမယ်90တိကီလိုသိရအောင်အဲဒါဆိုရင်ဆရာတို့ဒါဆိုရင်အခုပြောနေတဲ့ပိုင်းလာပြီး cos angle ba ju 90 degree ဆိုတာဘယ်သူနဲ့ဘယ်သူနဲ့ ap နဲ့ aj နဲ့ကဘာဖြစ်နေတာလဲ90 degree ဆိုတော့တို့တို့ကဒီမြင်းနဲ့ကြောင်းဘာဖြစ်နေတာလဲ perpendicular ဒေါမကျနေတာအဲ့တော့မြင်းနဲ့ကြောင်းဒေါမကျလားမကျလားစစ်ကျင်ဘယ်လိုဆက်ရမလဲသူရဲ့ပါလဲ derivative value တွေကိုဘာလုပ်ပြီးပေါင်းကြည့်မြောက်ပြီးပေါင်းကြည့်လို့ဘာနဲ့ညီခဲ့0နဲ့ညီခဲ့အဲ့ဒီမြင်းနဲ့ကြောင်းဘာဖြစ်ပြီ perpendicular ဒေါမကျအဲ့တော့ဆရာ၃မျိုးလုံးပြီးပြီနော် မနေ့ကပြောတာ parallel ပြီးအစကူပြီးပြီးအခုက perpendicular ကိုပြောရယ်နော်ဒါကြောင့်မဆရာ perpendicular line ဆိုတာဘယ်လိုတတ်မှတ်လို့ရလဲဟာဟုတ်ဒီနေ့ကြောင့်ဒါမှကြားဖို့တောက်ဆိုရင်ဘယ်နှချက်ရှိရမလဲနှစ်ချက်ရှိရပထမချက်အဲ့ဒီမြင်နေကြောင်းဘာဖြစ်မလဲ theta set ဖြစ်တာအဲ theta set ဆောင်းရမယ်ပြီးရင်တို့ရဲ့ directive value တွေကမျှလမျှပေါင်းခြင်းပါနဲ့ညီရမယ်0နဲ့ညီရအဲ့ဒါဆိုဒီမြင်နေကြောင်းဘာဖြစ်ပြီလို့ပြောလို့ရတယ် perpendicular ဒါမှကြားပြီလို့ပြောလို့ရတယ် ဒါမှကြာလို့ရှိရင်ဘာဖြစ်မလဲအဲ့ဒီ manager ဆုံးဆုံးနဲ့ဆိုတော့ directive value များများလားများပေါင်းခြင်းဘလားနဲ့ညီကိုညီရမယ်0နဲ့ညီညီရမယ်ဟုတ်မယ်နော်အဲ again ဆုံးနဲ့များလားများပေါင်းခြင်း0နဲ့ညီရင်ဒီ manager ဘာဖြစ်လဲဒါမှကြာတယ်ဆိုပြီးပြရအောင်အဲ့လိုကြာအပြန်လဲပြောလို့ရတယ်